မန္တလေးမြို့ချမ်းရည်တာဆာမြို့နယ်ရတနာပုံစင်းအနီး89လမ်း33လမ်းနဲ့34လမ်းကြားကကောင်းပွိုင်ဘာစားတော့ဆိုင်မိလောက်မှုဖြစ်ပွားပြီးအမျိုးသမီးလေးဥတည်ဆုံတယ်လို့မိသက်ရာမှာပါဝင်ခဲ့တဲ့မိသက်တပတ်ဝင်ဒီကပြောပါတယ်။မေလ28ရက်ဒီကနေ့မနက်9နာရီခွဲကျော်အချိန်မှာမိစတင်လောင်ကျွမ်းခဲ့ပြီးတော့10နာရီကျော်အချိန်မှာမိငိမ့်တက်နိုင်ခဲ့တယ်လို့စိုးစုမိသက်ဌာနကထုတ်ပြန်ထားပါတယ်။ တေဆုံးသူအမျိုးသမီးလေးဦးနဲ့ပတ်သက်ပြီးအသေးစိတ်မသိရသေးပေမဲ့စိုင်းဝင်နှန်းနေဖြစ်မယ်လို့နှိဆက်သူမျိုးကံတချို့ကမှတ်ချက်ပြုပါရယ်။အဲ့ဒီစားတောက်ဆိုင်ဟာငလင်တန်တဲ့ကအဆောင်ထိကိုက်ပျက်စီးမှုရှိခဲ့ပြီးတဲ့နောက်စိုင်းပြန်ဖွင့်ဖို့ကြိုးစားနေတဲ့ချိန်အခုလိုမီးလောင်မှုထပ်ဖြစ်ခဲ့တာပါ။ပြီးခဲ့တဲ့မေလ22ရက်ကလည်းမန္တလေးတိုင်းကြောက်ဆယ်မြို့နယ်ဘောဂရီအုပ်စုစီစုံရက်ကွက်မှာနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအသက်ကြီးပိုင်းအရွယ်အမျိုးသမီးလေးဦးသေဆုံးခဲ့ပါသေးတယ်။